ပဲဂိုးတိုင်းထန်းတပင်မြို့နယ်မှာစစ်လက်နက်ခဲယံရိခါရီတွားရောက်ပူးဆောင်နေတဲ့စစ်ကောင်စီတပ်ကို KNN, KNDU, PDF ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သားတွေကစင်ကလျားစုတ်ကွာထွက်ပြေးသွားတယ်လို့စစ်တောင်းကမ်ပိန်းကသတင်းထုတ်ပြန်ပါတယ်။ KNU တပ်မှနေထိန်းချုပ်နယ်မြေတောတထူထန်းတပင်မြို့နယ်ထဲမှာဝင်ရောက်ကျူးကျော်တိုက်ဆဲထားတဲ့ရေတုပ်ကြီးစကန်ကစစ်ကောင်စီတပ်သားတွေဟာ နော့ဆူတက်စကန်စီကိုမတ်လ9ရက်နေ့မနက်9နာရီကျော်ချိန်ကရိတ်ခါလက်နက်ခဲယမ်းတွေတွားရောက်မှုဆောင်နေစဉ် KNN KNDO PDF ပူးပေါင်းဖွဲ့ရဲ့ဂျားဖြတ်တိုက်ခိုက်မှုကိုခံခဲ့ရတာပါရေတုံကြီးစကန်ကနေစစ်ကောင်စီတပ်သားတွေဟာနော့ဆူစစ်စကန်နဲ့ခူလောင်ကြီးရွာကြားရောက်ရှိစဉ်ပြင်ပြသားလူမျိုးကြီးတမတော် KNN KNDO PDF ပူးပေါင်းဖွဲ့တို့ကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်သားတွေကစင်ကလေးအားဆုတ်ခွာထွက်ပြေးသွားကြက MA3 တက်လက်နဲ့ MA4 လေးလက်တို့တင်ဆက်ရမိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါရယ်ပြီးခဲ့တဲ့မလ၈ရက်နေ့မနက်ခွန်နိုင်ခွဲအချိန်ကလည်း KNU တောင်ကူခိုင်တက်မာနဲ့နယ်မြေပဲခူးတိုင်းနဲ့ကရင်ပြည်နယ်ဆက်တန်တောင်ကြီးမြို့နယ်တွေကစစ်ကောင်စီတပ်ရဲ့တပီညွန့်စကန်ကို KNN PDF ပူပေါင်းဖွဲ့ကအပြီးသက်သိမ်းပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကတေဆုံးသူတွေမြက်ပြခဲ့တယ်လို့ KNN နဲ့ PDF စီကြောင်းတွေကသတင်းထုတ်ပြန်ထားပါရယ် တပြည်ညွန့်စကန်နေမှာစစ်ကောင်စီတပ်ရဲ့ဘကိုးတိုင်းတောင်ကူမြို့နယ်ခြေဆိုင်တောင်ပိုင်းတိုင်းစစ်ထနာကျုပ် တပခလောက်ခံတရင်ဖြစ်တဲ့ထန်းတပင်မြို့နယ်ဇီရကြီးမြို့ခြေဆိုင်ဟလာယ83တရင်လောက်ခံတပ်ဖွဲ့ဝင်တွေထိုင်ချနေထိုင်တဲ့စကန်တခုလည်းဖြစ်ပါတယ်။တပင်ညွန့်စကန်သိန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်စီကနေလက်နက်ကြီးလက်နက်ငယ်တွေဆက်သွယ်ရေးပစ္စည်းတွေနဲ့ခဲယမ်းများပြားကိုသိမ်းဆည်းရမိခဲ့တယ်လို့အထူးကွန်မန်ဒိုတပ်ရင်းယူမနှစ်စစ်ကြောင်းကလည်းသတင်းထုတ်ပြန်ထားသလိုစကန်သိန်းတိုက်ပွဲကာလနဲ့စကန်သိန်းပြည်တွင်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခတ်မှုတွေဆက်လက်လုပ်ဆောင်နေပါတယ်။